တော်လံပြည်သူများအားလုံးမင်္ဂလာပါရှင်။ကျမယနေ့ဖတ်ပြပေးမှာကတော့ဆီယာမမိချမ်းဝေရေးထားသောနင်းစီရိုင်းတို့ကာကုံရင်းဆိုရဲဝိတ္ထုမဂ္ဂဇင်းဝိတ္ထုလူများစာအုပ်မှာစီမခန်းသေးတဲ့နိစာဆိုရဲဝိတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါရဲ့ရှင်။စီမခန်းသေးတဲ့နိစာဖြတ်ခနဲ့အိယာကနိုးလာတော့ရုတ်တရက်မထားသေးတဲ့အဖိုးအိုစဉ်းစားနေပါတယ်။ဒါဟာနေလားညလား အခုတလောနေနေရကိုအဖိုးအိုမမနေတယ်မျက်ညံလေးမကြည်လင်တော့ဘူးချုပ်ထွေးနောက်ကြည့်နေတာနဲ့စဉ်းစားချင်တာကတော်ရုံနဲ့စဉ်းစားလို့မရဘူးဖြစ်နေတယ်အင်းလေးမစဉ်းစားတာပဲကောင်းပါလေမစဉ်းစားပဲအာယုံနဲ့ဝင်လာတာကစီးသွားချင်တဲ့ဆန္ဒပါဒီကြတဲ့စီးသွားချင်ပြီမျက်မြန်ထမှမျက်မြန်ထပါမှဆိုမှဘယ်မှာမျက်မြန်ထလို့ရလို့လေအဖိုးအိုအိုယိုကိုမတည်နိုင်တာကြားပြီး ထမယ်ဆိုဖြည်းဖြည်းကျွတ်ကျွတ်ကျွတ်နာလိုက်တာဒုကောင်ကြီးကကွက်ထွက်မတက်ကြိုက်နေလားခြေထောက်တွေလည်းတင်းဆွဆွကြီးဖြစ်နေတာကြာပေါ့ဒီတော့ထမယ်ဆိုဖြည်း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 ဒီလိုဖြည်းဖြည်းလုံနေတာနဲ့စီးရွာထကြကုန်မရောခြေရင်းမှာရှိတဲ့ပစိုးတထည်ကိုယူပြီးဆွဲထုတ်လိုက်တယ်ပြီးတော့တုံ့ပြီးသားနန်းစော်နေတဲ့အပုံတဲပြစ်ထဲလိုက်ပြီးအပြင်ဘက်ကိုနာဆွလိုက်တယ်တမိ တမီးပြန်လာပြီလားအဖိုးကအတူနေတမီးကိုချစ်လဲချစ်တယ်ကြောက်လဲကြောက်တယ်တမီးကသူ့ဝေယဝဆာကိုလုံလဲလုံပေးတယ်ပြတော့ပြတော့လဲပြောတယ်ဘူးလိုရုံးကမောမောပန်းပန်းနဲ့ပြန်လာချင်းချင်းရင်မှာသေးဆိုပုံကြီးကစီကျုံတဲ့အခါမှာပေါ့တမီးကမောမောနဲ့သူ့အညီကြီးတွေကိုရှော်နေရတာသူစိတ်မကောင်းဘူးအဖိုးကိုတတလုံးဘဲသားတမီးကိုမှဒုက္ခမပေးခဲ့တာပတ်ဝန်းကျင်တရားလုံးအတိပါ တမိအိုသူစိတ်တိုင်းမကြတာအများကြီးကျောင်းမပြီးသေးပဲပညာရေးတပိုင်းတစားနဲ့အိမ်အောင်ကြခဲ့တာကြတဲ့အိမ်အောင်ကလည်းလက်ကြောမတင်အရက်ကလေးတများများပေါ့ပေါ်နေပေါ့ပေါ်စားမှုအဖိုးအိုမျက်စိမတွေ့တာအမှန်ကိုတမိကိုမပြတ်လို့ပြန်လက်ခံမရပေမဲ့ဒင်းလေကြတော့စကားလက်ဆုံးကြဖို့ဝေးမျိုးလုံးနဲ့တော့မဆိုင်ခဲ့ဘူးတမိကအိမ်အောင်ရေးကံမကောင်းရှာဘူး သားလေးတယောက်ရပြီလေးငါနဲ့အရင်ရောက်လာတော့သူတို့လင်မယာကွဲပါရောအဖိုးအုံမှာကြိတ်ပြီးဝမ်းသာလိုက်တာလေဒါပေမဲ့အဖိုးအုံအကဲမရလာဘူးသားလေးတယောက်နဲ့သူသမီးဟာအရွယ်ရှိသေးတယ်ငယ်ရုပ်ကိုမမီတော့ပင်လှလဲလှနေသေးတယ်အခုတော့အဖိုးကိုစိတ်တွေရောက်ရခက်နေတာဒီကြောင့်တွေလည်းပါတယ်အဖိုးကသူတမီလမ်းများနေတဲ့ကိစ္စကိုမယုံဘူးဒီမုတ်ကလေးမှာကမိုးလင်းတာလေဘယ်အလုံးကောင်းလဲအပူလား အခွာလာဆိုတာနဲ့ပြရထားတဲ့မျိုးစုတော့သူတမင်ဆိုင်ကားတစ်စီးနဲ့အဲ့ဒါတွေနောက်လိုက်နေတာအဖိုးကိုတဲမကြိုက်ချင်ဘူးဒါကိုအကြောင်းပြပြီးနောက်ကွယ်မှာအဖိုးကိုလိုက်နိုင်ရဲ့ကိစ္စမျိုးဖြစ်နေပြီလားအထူးသဖြင့်ငွေကြေးခဲကြောင့်ခြံတဝက်ကိုပိုင်းရောင်းလိုက်ပြီးခတဲ့ကအဖိုးကိုစိတ်တွေမတည်မငြိမ်ဖြစ်နေတာခြံတဲ့နောက်ရောက်လာတဲ့လူတွေကလက်ဖီဆိုင်ဖွင့်တဲ့တစ်ချိန်လုံးဂေါဂေါဂူဂူအတန်တွေအပြင်ဘောလုံးဘွားရှိတဲ့ရက်ဆိုရင် ကိုကိုဆိုတဲ့အတန်တွေကအဖိုးအိုကိုနှိပ်စက်သေးတယ်တကယ်ဆိုအကိုအိုနားမကြားတာ7နှစ်လောက်ရှိပါပြီမျက်စိကတော့အကောင်သွားလဲစားလို့ဖြစ်သေးတယ်ခက်တာကနားနားမကောင်းတော့ကြားချင်တာကြားသူများကြားစေချင်တာဆိုမကြားသူများမကြားစေချင်တာဆိုကြားခက်ပဲခက်ရကြီးဘာတန်တို့လဲဟာအိမ်ပေါ်တက်မှာကိုအကောင်ရောက်နေတာလား၎င်းကောင်ကိုတခုကလေးကလွင့် မဟုတ်ပါဘူးအဖေရဲ့အဖေစိတ်ထင်လို့ပါအိမ်ပေါ်မှာဘာကောင်းမှမရှိဘူးဟာအဖေကလည်းမုကဟုတ်ကပေါင်းကျင်ကြရင်ဆက်ဆရာကြီးတမိကပဲအကောင်းနဲ့စကားပြောရမှာလေဦးကောင်ကလည်းနောက်မိတ်မှနဲ့တမိစီပြန်လာဖို့စိတ်မကူဘူးအဖေထင်ရတယ်မပြောနဲ့အဖေကြောင့်တမိတိတ်ခါတမိကပြောပြောဆိုဆိုမူပါရောအင်းဒီတော့လေအဖိုးကိုစိတ်မကောင်းဒါဆိုညတော့ကကြားနေရတဲ့အတန်ကြီးကဘာလဲ မဟုတ်ရင်ပြီးရောငါကငါနာတဲ့စကားပြောတဲ့အချိန်ကြားနေရလို့ကြားမှာပေါ့ဟိုလက်ဖက်ရည်ဆိုင်ကတီဗီမှာညနေမှာမြမတန်းကမြမကလာနေတာတမီးကစောင်းအောင်ပြီးအနားကထပ်သွားတယ်အဖိုးတယောက်တည်းမျက်လုံးဝေတီတီနဲ့နမ်းမထင်းကြီးကြံခဲ့တယ် ဒီလိုသားအဖနှစ်ယောက်တချီတချီဖြစ်ပြီးကြရင်တမိကလည်းအဖေကိုစကားဟာဟာမပြောတော့ဘူးမနဲ့ရုံးသွားငယ်ချက်ပြုတ်ကူးခတ်ပြီးဇပွဲပေါ်မှာအုပ်ဆောင်နဲ့အုပ်သွားပြီးမယ်ဘဝရာစကားမဆိုပဲအတန်တိတ်ဆန္ဒပြနေလို့ရှိရဲ့နောက်တော့လည်းမနေနိုင်တဲ့ကိုကပဲစကားလိုက်ပြောရင်တိမ်တဲမတဲ့အတူနေဖြစ်နေကြတာပေါ့တမိဖြစ်သူရုံးသွားပြီးဆိုရင်အဖို့ကိုလည်းအဲ့ရဲမှာပျော်လိုက် လိုလိုက်အပေါ်လေးထားသွားလိုက်မမိမကန်းထွက်ကြတဲ့အခါထွက်ကြအူဆောင်ကလေးဖွင့်သမီးစီစဉ်သွားတာမြင်တာမမြင်တာကတွင်းတွေ့တာတွေ့တာအသာထားအာရဖြစ်အောင်စားလိုက်အင်းဒီအချိန်ထီတော့ဗာစားခြင်းလဲ ်ဘာတော့မစားကြေပုံမဖြစ်သေးဘာစားစားကဒန်းလိုက်နေသေးတာကံကောင်းတယ်လို့ဆိုရမှာပေါ့အစာဝင်နေတဲ့အတွက်လဲအပူအုံမှာရောဂါကြီးကြီးမားမားမရှိခဲ့ဘူးတိုက်တာခဲတာနိုင်မလျှောက်နိုင်လောက်အောင်လေးပင်တော်တွေကတော့ဦးနာလို့ဆိုရမှာပေါ့အဖိုးကိုသူ့ခြေထောက်ကိုငုံကြည့်ပြီးအခုတော့ခြေထောက်ကိုဖောင်းလေရောင်းနေတယ်လို့ထင်လာတာစံသေးရေကလေးနဲ့တိုင်းရင်စေအမှတ်ဘယ်တော့ပါလိမ့်သမီးနိုင်မေုံမှာ အဲ့ဒါရောတုံးမှဖြစ်မှကျင်တယ်အဖို့ဝေခြေတော်တွေကပြန်ကားကားကြည့်ဒီဒီခြေတော်ကြည့်နေတဲ့သွားခဲ့ရတဲ့ခရီးတွေမနှဲပါလားမြေတိုင်းစီးရေးဘုရားမြေတိုင်းအင်စပက်တော်ဘုရားအဖို့ကိုဖြတ်တန်းခဲ့တဲ့ခရီးကရှိသလောက်တောင်တက်တောင်ဆင်းတွေနဲ့ကျန်းမ်းခက်ရှားမှုတွေဒင်းကျပ်တည်နေခဲ့တယ် တကယ်ဆိုအခုကဒီမျိုးစာတိမဟုတ်ပါဘူးတထုံနဲ့ပေါင်းလို့ကြာလေတော့ရွာကလေးတရွာကအမှန်စင်ရတာကလေးတယောက်မြတ်တာပါပညာတော်တဲ့အခုကလေးထဲမှာ scholarship ပညာသင်ဆုရပြီးအင်္ဂလိပ်မြန်မာခုနှစ်တန်းအောင်ပေါ့မြေတိုင်းစေရေးဝင်လို့ပြင်ဦးလွင်ကမြေတိုင်းကျောင်းကိုတက်မြေကိစ္စညာကိစ္စအမတော်ကြီးကိစ္စ ကျေလက်တခွင်ပြဲပြဲရှင်လျှောက်ခဲ့ရတဲ့လမ်းတွေမုပြမှာမြေတိုင်း inspector ကမူထန်တော်လူပြောင်းစိတ်တို့ရဲ့လို့ငံမိရခဲ့တဲ့အဖိုးကသမင်းတလို့အတွက်သူတပားကြီးပင်သက်အမိုးတွေကိုညှိမယူခဲ့တာသိကြပါပဲမြေတိုင်းအရာရှိတရားကောမတစ်ချက်ဟလိုက်ရင်ဒါတွေကိုတွင်းအဖိုးရဲ့မျက်နှာဟာပြုံးချင်ဖြစ်လာတယ် တွားတွေမဆုံးတော့တဲ့အတွက်ပုံသဏ္ဍာန်ပြည့်ရွံ့နေတဲ့နှုတ်ခမ်းဟာအဖိုးအဝေးအပြုံးကိုပြပြင်းပြပြင်းပုံပေါ်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ပြုံးတယ်ဆိုတာနှုတ်ခမ်းကပြုံးမှာမဟုတ်ဘူး။စိတ်ထဲကပြုံးလဲဖြစ်တာပဲဟာ။ဟိုးဒီအကြောင်းတွေးအမြဲတမ်းလေးပြတန်တန်ပြုံးမှုရဲ့မြေတိုင်းအရာရှိတယောက်ကောင်းမတစ်ချက်ဟလိုက်ရင်နေနေယူမလား၊ရှားနေယူမလား၊ဘိုးဘွားမိုင်းနေယူမလား။အဖိုးအိုခေကောင်းတုံခဲ့ရပြီနဲ့ တော်ဖြောက်မှန်ကန်လို့တဲ့စိတ်ရင်းကြောင့်တကွက်မပိုင်ရတဲ့အပြင်ဒုက္ခကိုင်းတဲ့ဘက်တရမျက်မှုန်ကျမှုကိုအိုအစစ်လက်ခံရရှိပါသေးတယ်။ဒီအိမ်မှာထက်မြက်တွက်လက်တဲ့အမေအိုကြီးကဥဆောင်မှုမရှိခဲ့ရင်အခုလက်ရှိနေတဲ့မြေကလေးတကွက်တောင်ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး။အခုတော့လေပုံမင်းမဆွမ်းရှိလာတဲ့အချိန်ပိုင်းတပ်မြေကလေးတကွက်ကိုပိုင်းရောင်းပြီးသုံးစရိတ်စေးဘူးတဆာဝူတွေအစားထိုးနေရတာပေါ့။ ကျေးဇူးကြည်လိုက်ပါပြီမမင်းကြီးမရေအဖိုးကတ мян နှစ်လောက်ဆုံးသွားပြီဖြစ်တဲ့အမေကိုလွမ်းကြီးလွမ်းသွားပါတော့လေဤတချက်ချက်ဝိတကတက်ဆိုးတဲ့စကားမှန်ပါရောတာအတက်ရှိစဉ်ကအမေဦးနဲ့သူနဲ့ကတိတ်အစီချောလာတယ်မဟုတ်ဘူးအမေဦးကစိတ်တူတူခွာကြကြအမေဦးကဆက်ဆက်ထီမကန်းအင်းလေးသူလည်းမူရနန်းကြောက်ဆရာမကြီးကျက်စုတော်မှာမြင့်ဝခဲ့သူကို အိမ်မှာလက်ညှိုးတင်ညွန်တော့နဲ့ဩဇာပေးရမှဂျင်းနဲ့တာကလားမိမများဘာမဆိုအနံ့ရမှအตาရမှဆိုတော့သူ့ဘက်ကရှော့တန်တော့လောက်ရှော့ပါတယ်မရှော့တန်တော့ရည်လဲခေါင်းမာမာနဲ့မရှော့ခဲ့တာကိုညံပါတယ်အဖိုးအိုကအိယာကတုံးလုံးထားပြီးအိခန်းကလည်းအပြင်းမဲ့ထွက်လာတယ်အင်းရှိခန်းကသူ့ထိုင်နေကြပလက်ကလထိုင်ပေါ်မှာပြစ်ပြီးထိုင်ထားလိုက်တယ်အမေဟိုရှိစဉ်ခါကား ဒီလိုပလက်ကတ်တိုင်းပေါ်မှာဖြစ်ပြီးထိုင်ချရင်အစုခမ်းမှာတေးကြတယ်ဖြစ်ဖြစ်လို့ပါအဖိုးကြီးရဲ့ကိုခန္ဓာကိုဝိတ်ကိုလည်းကြည့်အောင်ဒီလိုပြစ်တိုင်းကလက်တိုင်းပြင်ဆုံမြန်မှာပေါ့တခုဆုတ်လို့တခုလဲရရင်ပတ်စံကကောင်းအောင်မှာအမေဟောဒီလိုအစတစားရရင်မပြီးတော့ဘူးပလက်ကလက်တိုင်းထိုင်တာပဲကိုပေါ့ထိုင်ရမယ်အတိုင်းချွေတာရေးတရားတွေဟောနေလိုက်တာမပြီးတော့ဘူးအခုတော့လေဒီတန်ကြီးကြားကျင်တာတော့မကြားရတော့ပါလား အင်းအတန်တဒအဲ့ကနေရပေါ်မှာချိတ်ထားတဲ့ဓပုံထက်ကနှာတန်ဆင်းဆင်းမျက်လုံးမျက်ပန်လှလှပြီးတဲ့နှုတ်ခမ်းပါးတွေနဲ့ကျက်တည်ရှိရတဲ့မျက်နှာတစ်ခုအဟိုးအိုကိုခပ်ပြုံမြုံဆိုက်ကြည့်နေတယ်။ဆူရှာထက်မြက်တဲ့ဒီမိမရဲ့အကြည့်တွေဟာအဖိုးအိုရဲ့ဘဝတစ်ခုလုံးကိုပိုင်ဆိုးထုတ်ကန်ခဲ့တာနှစ်ပေါင်း၄၀မကပါပဲ။ပြောလို့ပြောတာမဟုတ်ပါဘူးအဖိုးကိုလက်ထက်ခဲ့တဲ့မိန်းမ၃ယောက်ထဲမှာချောဆုံးလာဆုံး ပညာတော်ဆုံးဉာဏ်ရည်ထက်မြတ်ဆုံးဒါကြောင့်အခုဦးပညာရည်တစ်ပိုင်းတစ်စားနဲ့တော်ရမာနီတော်ဆောဆောစီစီအိမ်တော်ကြတဲ့ကလေးတယောက်ရပြီးမိမဆုံးသွားတယ်တိုက်စီဖြစ်တော့ကလေးတယောက်နဲ့ကတိနေတာနဲ့နောက်ထပ်မိမတယောက်နဲ့မိဘသူကနေရာချပေးတယ်ဒီမိမကလည်းကြံဆိုးရှာတယ်တစ်နှစ်မကြာဦးဆုံးမြန်ရောအင်းအကန်းကိုတော့အကူလွယ်လွယ်ရခဲ့တာမဟုတ်ဘူးအဖိုးအိုဖန်ဘက်မှာတာဝန်ကြတော့ ကောလိုက်ဆိုတဲ့ရွာတရွာမှာကျောင်းဆရာမလေးအဖြစ်တာဝန်ကျလာတဲ့ဆရာမလေးကိုအတော်ကြီးပိုးပန်းခဲ့ရတာပါ။ကွင်းစင်းနေရတဲ့အတွက်အသားကြီးကခမမဲကွန်စာပါဇက်ကခရဲ့ရင်လူတယောက်ကိုခတ်ချော့ချော့ပြင်ရတဲ့ကျောင်းဆရာမလေးအိမ်တော်ဘက်အဖြစ်ရွေးချယ်ခဲ့တဲ့ဆိုတာဖြစ်တောင်ဖြစ်ခဲ့ကိစ္စပါ။ကျောင်းဆရာမလေးအတဲမီဝေဖောင်ဝင်အကာအကွယ်မဲ့တာရောအကိုအွေရဲ့ယူသားဆက်ရှိ ရက်ခတ်မှုတွေကပါပေါင်းစုစစ်စောပြီးသူတို့မင်္ဂလာပွဲကျင်းပဖြစ်သွားတာပေါ့အဲ့ဒီတုန်းကကျေးလက်တော်ရွာရဲ့နန်းပုံရောက်ကမာလောင်ကြီးကဝါကြတယ်လို့နာမည်ကြီးပေမဲ့သူတမင်းနဲ့တိုက်စီကလေးဒါတောင်မိုးဆိုးဖို့နှစ်ခါပို့ပြီးသားလူတယောက်နော်ဒီလိုလူနဲ့ရှော့ရှော့ချူချူသဘောတူလိုက်တယ်ဆိုတာတရွာလောင်းအော်နဘန်ဖြစ်တဲ့ကိစ္စပါအမေသူ့မင်္ဂလာဆောင်မှာတီဝိုင်းနေပါပြီပါတဲ့အပြင်အပိတက်ကိုကျွေမုံပကံတစ်ချက်စီတောင်ကံသေးတယ် နောက်တော့အဖိုးကိုတာဝန်နဲ့ဒီမျိုးကလေးကိုရောက်လာတယ်။ကျောင်းဆရာမလေးလည်းဒီမျိုးမှာပဲကျောင်းဆရာမကြီးအဖြစ်တာဝန်ကျ။ဆယ်စုနှစ်တော်တော်များများကိုဖြတ်သန်းခဲ့ကြတယ်။သူတို့မှာသားနှစ်ယောက်၊သမီးနှစ်ယောက်ဝါစီခဲ့တယ်။သားနှစ်ယောက်နဲ့သမီးတစ်ယောက်သူ့အိမ်ောင်းနဲ့သူအငယ်ဆုံးသမီးလေးကသနားမှာအိမ်ောင်းကြတဲ့သမီးတစ်ယောက်ကအဝေးမှာသားနှစ်ယောက်ကတမျိုးပဲနေတာဆိုပေမဲ့တနေ့တစ်ခေါက်မရောက်လာကြဘူး။တနေ့တစ်ခေါက်မပြောနဲ့တစ်ပတ်တစ်ခေါက်ပဲထားပါအောင်။ မအေးစီမလာသင့်ဘူးလားဒီမတိဆုံးတဲ့တခုလဲနှမလေးနဲ့တွဲထားတာမဟုတ်သေးဘူးနဲ့တူတယ်ဟုတ်အဖိုးဦးဟာတက်ပင်လေးဘူးလေးတွေခက်ပြင်းချင်းမှုထုံလိုက်တယ်ဒင်းတို့ကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင်ကျွေးမွေးပြုစုရပညာသင်ပေးရလူတန်းစင်နေနိုင်အောင်ထားရမယ်ဝန်ထမ်းဘဝလူငန်းနှစ်ယောက်ငုံငံခဲ့ရတာတောင်းတက်ခေးရအမောကြီးမောခဲ့တဲ့ရက်တွေကို ပြန်ကြောင်းမတွေ့ချင်ပါဘူးပညာဆုံးတော့ကျင်းရရှာလာသူတွေအတွက်မိဘဝတရားတာဝန်ကျေပွန်ခဲ့မှုအပေါ်မှာတော့နောက်သားမရကြတဲ့ဘူးအဆုံးသာရှိပြီးအဆက်မရှိတဲ့မိရစည်းထဲမှာ သူကိုယ်တိုင်လက်ပြီးကူခဲ့ဖို့ဤသားလေသူတုံးကလည်းရွာမှာရှိတဲ့အမေကိုဘယ်မှာပြန်လဲကြည်နိုင်ခဲ့လို့လဲမမအိမ်တော်ကကြံခဲ့တဲ့တားလေးကို အမေတို့နဲ့တုံးမှာသွားထားတော့ကအမေမှမငြင်းမညူပါပဲ။ အမေချွေးမဝေးတာနေပြီးကိုဂျွာဖလုံးဂျုံနဲ့ပါလိုက်အမေကချင်းအောင်ကြီးဆွဲပြီးရောက်လာတော့တာချင်းအောင်ထဲမှာတောစာတောင်စာပိနေသေးပါမယ်အွန်လိုင်းဒီမုံပါမယ်ကောင်းမြတ်တော့ပါမယ်ပစွန်ချင်းလဲပါမယ်အခွားလာရင်ကြီးတွေပြောကြတယ်ချွေးမမိထွက်ပြီးရွာပြန်အမေကိုမကလေး၁၀ကတော့နိုင်နိုင်ရဲ့လားဒီလိုကိုဖြစ်နေရှင်သွေးလိုက်ရင်အားတွေအပေါ်ဝင်လို့လာနိုင်တယ် လုံးခဲ့တဲ့နှစ်တွေကတော့ဘာရေးလဲသူတို့မလာရင်ပို့သွားလိုက်ရုံပေါ့သူတို့အိမ်ရောက်သွားရင်သူတို့မှလည်းသူတို့ပြက်တနာနဲ့သူတို့ပို့သားကဆိုင်ငယ်ပူဇော်ရတာနဲ့ဒီတမိကဂျိုရန်တို့ဆိုလားအဲ့ဒါမရလို့ခြေထောက်ဆောင်စိတ်ကောက်နေရတာနဲ့ TV ရှိပီးသားအိမ်ကအောက်ဆက်အောက်ဆက်ရှိပီးသားအိမ်ကကာရာအိုကေဆိုတဲ့ဆက် VCD တဲ့ DVD တဲ့ပေါ်ပင်တွေနောက်လိုက်နေကြတာအဖိုးအိုခေါင်းဆောင်နောက်လာတယ် ဲ့ဒီတုန်းကအဖိုးအိုဒုံကောင်းတဲ့နန်းရှောင်းနိုင်သေးတယ်တတလုံးသွားတဲ့ခြေထောက်တွေကအသက်ကြီးလာတာဗရိတ်အုပ်လို့မရဘူးအင်းစင်ယူပြီးသားနဲ့လူအိုယုံတိုင်းရင်ဆေးဆရာများအသင်းညို့မှလောက်တဲ့ရဟန်းတန်ဃာကြီးရဲ့စာပြန်ခွဲ အဖိုးမပါတဲ့အသင်းအဖွဲ့ပဲမရှိခဲ့ဘူးမနစ်ကတည်းမလွန်ဆန်းလွန်ခံထွက်ရမှာပါတော့ငါရကားကြီးအနေနဲ့စိုက်ကားဘောကနေမိမိကြီးမျက်နှာပြရို့ဒီလိုလူမှုရေးလုပ်ငန်းတွေမှာတသက်လုံးလှုပ်ရှားလာခဲ့တော့ဒီလိုမတော်မလာနိုင်တဲ့အနေထားကအဖိုးကိုအလွန်တရာစိတ်ပျက်စီရဲ့အခုအိမ်တဲကအိမ်ပြမထွက်နိုင်တာတော့ကြာပေါ့အိမ်တဲကအိမ်ပြမပြောနဲ့အိတ်ခမ်းနဲ့အိမ်သား အခန်းနဲ့အဲဒဲနာအနိုင်နိုင်ထွက်နေရတဲ့ကာလမှာဘူဘူကြီးအဖြစ်နဲ့အသက်မရှိခြင်းတော့ပါဘူးအမေဟိုမရှိရင်နောက်မှအငင်းပွားဖို့တူတူတူပြောဖို့ဒီနေရာမှာတူတူပြောဖို့ဆိုတာတဲ့ကြဲကြဲပြောဖို့လို့ပြောရမယ်ထင်တယ်အဖိုးအိုဟာသူနားမကြားတဲ့လောက်သူများကိုပြောတဲ့အခါအတန်ကြဲကြဲအော်ပြောလို့ရှိတာ哦ဟုတ်တာမဟုတ်တာအပါထာငင်းရခုံလဲဆိုတော့အိမ်လွေးတာပေါ့ အတူနေသမီးကမွေးတဲ့မြေယောက်ျားလေးကလည်းအိမ်မှာကိုပေါ်လောင်မဲမရလာဘူး။ကျောင်းတူရှင်၊ကစားခွင်း၊ TV game ဒီခေတ်ကလေးတွေအပြင်ထွက်အချိန်ဖြုံးမှုပစ္စည်းတွေကလည်းပေါ်ပေါ်သူလည်းသူ့အဖေလိုဖိုးလန်းကြိုက်ပါပဲ။သူ့တောင်းကသုံးရီခိုင်တောင်းရေတွင်းကရေငင်ပြီးပြီဆိုတာနဲ့ခေါ်မကြောက်အမကြာပြေးပါလေရော။အမျိုးတစ်ချမ်းမစင်ပါလေ။မြေအကြောင်းတွေ့လိုက်အဖိုးအိုစိတ်တွေအလိုလိုနူးညံ့လာတယ်။ ဒင်းအပ်ပြီးလူပေါ်ချော့ကိုကြည့်မရပဲဒင်းကိုတော့အဖို့ကိုချစ်တယ်။မြေးအနှစ်ဆိုတဲ့သဘောတည်းသူကိုယ်တိုင်ချီဖို့ထင်းချောင်းပခန့်လွှဲခဲ့ရတယ်မြေးကိုကားတွေကမွေးတဲ့မြေးတွေတဲ့အချစ်ပေါ်တယ်ဆိုတာအဖို့ဝန်ခံပါတယ်။ဖိုးသားရဲ့ရုပ်ကလည်းသူ့အဖေရုပ်အတိုင်းချွတ်ဆူကြည့်တူနေတာလေ။음အဖေနဲ့အချင်းမတူဘူးကအရင်ကြီးရဲ့ဒင်းအဖေရုပ်ကမင်းသားလောက်ဆိုင်ကြီးပွားမယ်လို့မင်းသားယူလို့ အစိုးရမျိုးလိုလိုနဲ့နောက်ဆုံးဘာမှပြင်းများများမဖြစ်တဲ့လူ့ဘိုးတက်တက်ဘွားမှာမိမလှုပ်စာအေးအေးထိုင်မစားသေးဘူးရက်ကလေးတများများအတုပအေးရှာပြီးဖဲကန်လိုက်ချင်းချင်းတကယ်စရိုက်ပြင်းတဲ့ဦးစနစ်အဖိုးအိုနဲ့လာတွေ့တော့တာဘာပြောကောင်းလဲရန်ဖြစ်မယ်ထင်လားဖြစ်ပါဦးဘိုးကတုတ်တမတ်ကိုအရာထားအယောဝမီစကားတောင်အဟာပြောတာမဟုတ်ဘူးဒီကောင်ခုနေညာအိမ်မော်ပြန်တက်လာတော့ကတော့ အဖိုးအူကသူ့လက်ဆွဲတော်ဒုတ်ကောင်ကိုခက်ဆတ်ဆာလေးကင်မြတ်ကြည့်လိုက်တယ်။သူတကွာလက်တစ်ဖက်နဲ့တွင်းရင်တော်ပြိုလဲသွားနိုင်တဲ့အနေထားမှာအဖိုးအူဒေါမန်ထန်ပုံမှာရေစရာကောင်းလာတယ်။ဒီလိုပဲတသက်လုံးတစ်ချိန်လုံးအာယုံတဲ့ရောက်လာသည်။ညရီယိုရီဖြစ်နေတာနေ့စဉ်နဲ့အညာပါပဲ။သူ့သမီးကအဖေအားနေတောင်းတောင်းဦးဦးတွေးမိနဲ့ဗတိလေးပါလေးစိတ်တရားလေးပါလေးမှတ်ဖို့ ဗတိလာစိတ်ပါတယ်တမီးရဲ့အိမ်ငှက်ရင်ဗတိလွတ်ကြသွားတာတခုပါပထန်းလည်းအဖေရွတ်ပါတယ်အဖေဗတိကြတော့လွတ်ကြပထန်းကြတော့တလဲလေးဒီကောင်မလေးဟာတမီးကိုဒီလိုအမှန်တွေလိုက်ဝေဖန်လိုက်ရင်အဖိုးကတုံတုံတုံနဲ့တမီးကိုမှန်လေးရှိရင်တမီးပြောတာလည်းဟုတ်တော့တော့အဖိုးကပထန်းကမလဲတဲ့ရက်မရှိဘူးတရားမဖို့ဆိုတာကဟွန်းစိတ်ကိုဖမ်းရတာဆိုတော့ကိုမလဲသေး တန်တန်မာမာအရွယ်ကတန်လင်းတောရတစ်ခေါက်မဟာစီတစ်ခေါက်ရောက်ခဲ့ပြီမဲ့တရားအလုပ်ကချင်းတလောက်ခီးမပေါက်ခဲ့ဘူးအခုကြတော့စိတ်ကိုလိုက်ခံမှုအဖိုးအိုအားမရှိတော့ဘူးစိတ်ကိုဖမ်းဖို့တဲ့စိတ်ပြေရနောက်အမိုးတကောလိုက်ပြီးအချိန်ချုံမနေခြင်းတော့တော်တာအဖိုးအိုကဘဝတစ်ချောင်းလုံးသူ့တစ်ပါးအပေါ်မှာမတရားမလုပ်ခဲ့ဘူးကဲငါးပါးလုံးအောင်ထိန်းနေတနိုင်တမိုင်းလူဒါနလေးတွေလုပ်တယ် ဒါဆိုအပေတကားပိတ်ပြီပေါ့အဖိုးဖိုးလောဘမကြီးပါဘူးအပေတကားပိတ်ရင်ကျင်နေပြီအင်းတခုပါပဲအသက်ကြီးလာလို့လားမသိဘူးဇာတိမျိုးကိုတတိရတယ်မောင်မတွေကို တွေ့တာရင်ချင်းချင်းကြွရရင်အဖိုးအိုရွာကမောင်မတွေနဲ့ပြန်နေခြင်းနဲ့အိမ်မက်ထဲမှာလည်းဘွားကိုခဏခဏပြန်ရောက်သွားလေရှိရင်အကမင်းကြီးကို တင်ပြတော့တားနေရောက်စီကအရင်အတန်းထွက်လာတယ်ဟာ အဖေရွာမှာတွားနေလို့ဘယ်ဖြစ်မလဲအဖေနှမကျွန်တော်တို့အတော်လေးအသက်80ကျော်ကုန်ပြီလေသူတို့တော့တောင်းဝဲကိုရတဲ့အိမ်တွေရောက်နေအဖေခေးကတာဝေယဝတ်စာကိုဘယ်သူလာလုပ်ပေးအောင်မလဲအတော်သားသမီးတွေမြေးတွေလုပ်ပေးမလားမထင်လန့်တော့ချေကလူတေကလူကိစ္စဘယ်စိတ်ရှိမလဲနောက်ပြီးဒီမှာတမသားသမီးတွေရှိရတဲ့အဖေအိုကြီးတော့ပြန်နေရတယ်ဆိုတာကြားလို့မကောင်းဘူး။ကောင်းဝွင့်ကတားတော့ကိတ်ရလိမ့်မယ်။ ဒီစကားကိုဘဝင်မကြလှပဲနဲ့အခုကိုခက်စိတ်စိတ်ပဲနေလိုက်ပါရဲ့။တောင်းဝန်းကျင်ကကဲ့ရဲ့မှာကိုတော့ကြောက်တယ်။အဖေလာနေပါလို့တယောက်မှမခေါ်ဘူး။သူတို့စင်ချင်နေသူတို့ပြည့်လို့။တာကြီးအိမ်မှာကသူ့မိန်းမရဲ့အမေအသက်80အရွယ်လေးပြတ်နေတဲ့ရောက်ကမကြီးရှိရဲ့။တားငယ်အိမ်မှာတော့သူ့မိန်းမရဲ့အတော်နမ်းမလျှောက်နိုင်တဲ့အသက်80ကျော်အွားယူရှိတယ်။ဒီအကြောင်းပြချက်နဲ့ပဲအဖို့ကိုတာဝန်ယူရေးရအလိုလိုကိစ္စနှင်းသွားတော့တာ။ ။သမီးငယ်ကတော့အကိုကိုချေးဝဲသေးဝဲတွေလျှော်ရလုံးလို့ငင်းဝေလာတဲ့အခါအဝေးရောက်နေတဲ့အမဖြစ်သူကိုဒေါပွားတလို့လို့မတိမသာနဲ့နယ်လွယ်နေတတ်တဲ့အကိုနှောက်ကိုဒေါပွားတလို့လို့နဲ့အယောင်မွဲတန်ချစ်တဲ့နေရီဟောင်းတွေကိုပဲပြင်းရင်ခြောက်တွေ့စွာဖျက်ဆန်းနေရတော့တယ်။မိဟုခေါ့ဦးနဲ့အတူနေရဆိုတာအနေတက်မှအမျက်ရတာပါ။အနေမတက်စိတ်အထမတန်နေ့စဉ်နေများကုသိုလ်မရတဲ့အကုသိုလ်တွေကြီးရနေတော့တာပေါ့ အသက်ကြီးရတဲ့အခါဟိုးအိုဘက်ကအနေတက်ဖို့ပဲလိုတယ်အဓိကကတော့တမိအပေါ်နားလည်မှုရှိဖို့တယူတန်စိတ်တွေဖြောက်ဖို့လိုတယ်ဒါကလည်းတသက်လုံးကရိုးဆွဲလာတဲ့အမှုချင်းစွန်တော့ခြောက်နိုင်ခဲတာလေအခုဝယ်ဘင်ကိုစဲကခြံထဲကိုလူစိမ့်ဝင်ရင်မကြိုက်ဘူးခြံတကားကိုဖွင့်ပြီးပြန်ပိတ်လူမပြောနဲ့ခွေးချက်ငှက်တွေတောင်မရဘူးအကောင်ပလောင်လေးဝင်လာတော့ကတော့အခုဝယ်ဒဲစာအမိပဲ သမီးကသူအောက်တန်းစီနားစာကလေးနဲ့မလောက်ငါလို့အင်းနီနာကျင်းကလေးတွေကိုစုပြီးစာသင်ပေးတယ်။အပေါ်ငွေရှာတဲ့သဘောပါ။ဒီလိုအရက်ထက်ကလေးတွေအင်းထဲဝင်လာရင်အဖိုးအိုမကြိုက်ဘူး။စာလာသင်စာပဲသင်ခြံထဲမှာဟိုဒီဒီမပြေးရမစောရစာမသင်ရင်အချင်တို့တွေနေကြစေတွေစာပြီးအင်းမြတ်အောင်မလုံးရစတိခုံမော်ရေပေါ်မထိုင်ရအင်းထဲကပစ္စည်းတွေကိုနဲ့မဆိုင်မဲ့ဟိုကိုင်းဒီကိုင်းမကြည့်ရ အဖိုးအဝေးပြညာချက်တွေများလွန်လို့သူသမီးចောင်းမှចောင်းသားမမြင်ဘူးတော်ယုံကလေးဟာပြေးတာပဲဒီလိုအလုံးဝင်ကြီးကိုထိခိုက်စေတာမျိုးကအဖိုးအိုပေါ်သူသမီးတစားတစားစိတ်ကုံလာတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်ကျန်တော်တွေကတော့သမီးကို16နှစ်အရွယ်အပြိုကလေးလိုနေရာတကာလိုက်ပြီးစိတ်မှုစိတ်မှန်းထင်ကျအမျိုးမျိုးနဲ့ဆွဆွဲပြောဆိုဖြေရှင်းလက်မခံမဲ့အာယုံမှား အယူဆွဲတွေနဲ့သားဖွာနိုင်အောင်တကြက်ကြက်ရန်ဖြစ်ကြအော်ကြဟစ်ကြဘလောက်ရန်ဖြစ်ဖြစ်အချင်းတန်းလို့တမိအိမ်ပြန်မရောက်သေးရင်အဖိုးအိုဆေးပူတာပဲဒီနေ့လည်းရုံးစင်းကျင်လုံးနေပြီရောက်မလာသေးပါလားအဖိုးဟိုကလမ်းမှာပဲလှည့်ပြီးသူ့တမိဝင်လာတော့မယ်အေးအဝင်လန်းစီမမိတ်မတုံးကြည်နေတော့တယ်လာကြပါအောင်ကဲကြပါအောင်ခေါ်လို့မရတော့ဘူးစကားမေးမရတော့ဘူးဆရာအောင်ခေါ်ပေးကြပါမင်းမြန်ကလေး လန်းလန်းကမချစ်တင်တဲ့အော်ဒါကြောင့်ငိုင်းမိနေရကအဖိုးအိုခေါင်းထောင်သွားပါတော့လေဖះဖះမခင်ကြီးတန်ပါလားသူတို့ချန်တဲ့တချမ်းကျော်မှာမခင်ကြီးတို့အိမ်ရှိရဲ့မခင်ကြီးမှာ80ကျော်80တဲ့အကွာကြီးတွေရှိလို့မကြခဏအဲ့အိမ်မှာဒူသေးတဲ့ကုလဲအမိုးတန်တွေကြားနေရတယ်ဘသူသေးပြန်ပြီလဲမသိအဖိုးအိုပြူးပြပြဖြစ်နေတော့အိမ်ကိုတမိရောက်ချလာတယ် ။သမီးကဒီကိစ္စတိတိဟန်မတူဘူး။အေးအေးဆေးဆေးအိမ်ထဲဝင်လာတယ်။ဟဲ့သမီးခင်ကြီးတို့အိမ်ကအတန်းတွေကြားတယ်။မတူသေးပြန်ဒီလည်းမသိ။သွားမေးစမ်း။ဟင်အဖေဟုတ်လို့လားမဟုတ်ရင်မေးမင်းရှားနာစရာကြီးဟုတ်ပါတယ်ဆိုကြလားအဖေကနားတိမ်မကောင်းတော့မသေးခွဲတာအခုဝန်နေတာမခင်ရင်တမိတွေအတမ်းမဟုတ်လားတရားရောဘာဖြစ်တယ်မသိ သူတမီရုံးဝဲဆုံအောင်မလဲမက်ခင်ချင်းအင်ပက်ထွက်သွားတယ်။မိနစ်20လောက်ကြာတော့သူတမီပြန်လာနေပုံကခြေလန်းတည်။နှိကန်လုံးလုံးအာမရဘူး။ဘယ်သူပါဖြစ်လဲအကိုအိုတည်ကျန်လာပြီ။တမီဘသူတက်လဲ။ကိုရင်အဖေဘူဘူလေးဘူဘူဆုံးတာ။ဘာဘူဘူဆုံးတာဟုတ်လား။ဖယားဖယားဘလို့ဖြစ်တာလဲ။ငငယ်ရွယ်ရွယ်နဲ့။ဟဲ့အတက်တဲ့အဖေရဲ့ တမီးကအတန်ရဲ့ရဲ့နဲ့ပြောခံနေဝင်သွားတယ်။အခုကိုလည်းစိတ်တကြပြီးပလက်ကလက်ထိုင်နောက်မိဖို့ကောင်းတယ်မီးဖြောထိုင်လိုက်တယ်။ဘူမခင်ရင်သားအငယ်ဆုံးဘူကရှိလာအသက်38နှစ်ပေါ့ဒီကောင်လေးကမိမနဲ့ကွဲနေတာတခုလက်ကောင်လေးအလုတ်ကန်လည်းမစိုးဘူး။သူတမီးယောက်ျားဟောင်းစီစိတ်လဲမဲ့အတူတူဘိုးဘိုးနဲ့နောက်အိမ်တော်ထူမဲ့ဆိုအဖိုးကိုជីជីနက်နက် ဘောတူမယ်လို့စိတ်တဲကမကြခဏဆန္ဒဖြစ်မိတဲ့ခလေးကဘလို့ကဘလို့ဟတ်တဲ့ဖြစ်ရပါလေအသက်90အရွယ်လောကကြီးအတွက်အသုံးမဝင်တော့တဲ့သူတို့ရှင်သေမင်းကခေါ်ဖို့မိနေပြီးငယ်ရွယ်ဖြတ်လက်ပြီးတန်မာသူတွေကိုအကြမ်းတမ်းဆွဲပေါ်လေးရှိတာကြတော့ဘယ်တရားပါမလဲလောကကြီးဟာဘာမှအဆိုးမရပါလားအဖို့ဟာဒုက္ခကိုအားပြုပြီးပလက်ပလက်ထန်ထန်ကိုကုံုံထားပြီး အခန်းကလေးစီတရွေ့ရွှေလျှောက်လာတယ်။မုန်းတက်တက်ကြီးဖြစ်လာလို့ခေါင်းရင်းတကားကိုတွန်းပွင့်ပြီးကတဲ့မအသာလက်ချလိုက်တယ်။ခေါင်းဝန်းအောက်ကလက်ထိုးထက်ဟိုဆန်းဒီဆန်းလုံးရင်ခဏကြာတော့လက်ထဲမှာစိတ်ပတိပါလာတယ်။အဖိုးအိုရဲ့မတန်မာတော့တော့လေမတုံရင်သေးတဲ့လက်တွေကဂဒူးတွေပေါ်တရွေ့ရွှေလျှောက်ရှားနေတယ်။ဘာမှမငဲတာကအနိစ္စ။ဒီချင်းသာတောင်မတည်နိုင်သေးတာကဒုက္ခ။ ိုချင်တာကိုမညမလိုချင်တာတွေညအစိုးမရမှုတွေကအနတ္တာပဒီလုံးလေးတွေတလုံးတလုံးရေးသွားအဖို့ရဲ့စင်ရင်တိတွေထက်ချက်မကွာကတ်တာတာလီရင်အကျိုးဆိုးလာကြလားအမေဘလို့ဖြစ်ရမလဲတာလီရဲ့ဗဒင်းမောက်ဖွင့်ထားတဲ့အတွက်အစီတာမဲ့ဝင်လာတဲ့မခင်ကြီးရဲ့အမိုးတဟာဒီတခါတော့လေးတင့်နေလို့လားမသိဘူး အဖိုးအိုရဲ့နားထဲကိုတက်တက်ဆူဆူကြီးဝင်လာပါရောလားတခဏချင်းကြုံတွေ့လိုက်ရတဲ့တင်္ခါရတရားပေါ့လက်မလော့ပြီးတော့အတိတ်ကိုထက်ချက်မကွာကတ်ထားလိုက်တယ်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တရှင်သေးမင်းရဲ့တကားခေါက်တန်သူရှိမှောက်ရောက်လာပါတော့လေဘိုးဘိုးတရားပြလိုက်လို့လားမသိဘူး ဒီတခါသူပရိစ္ဆေယံအတိကကတ်နေပါတယ်ပရိကနေတဆင့်သူ့စိတ်ကိုနှာသီးပြားစီပို့လိုက်တယ်ဝင်လီထွက်လီရှူသွင်းရှူထုတ်နှာသီးပြားမှာထိတိကတ်ထားလိုက်တာသူစမ်းစွာပဲခါတိုင်းတို့အာယုံကမထွက်ပြေးပဲခိုင်းနေအတိုင်နေရတာကတော့အဖိုးအိုကိုပါကအံ့ဩနေနေတယ်နေခြင်းကိုလည်းမမှုတည်ခြင်းကိုလည်းမမှု ပစ္စုံပန်တဲ့တဲ့ရှု UD မဂဇင်းအမှတ်145မတ်လ2012ခုနှစ်ဝိထုတူတွေကတော့ဒီမျှမှာပဲပြဆုံးသွားပါပြီဖြစ်ပါရဲ့ရှင်တော်လန်ပြည်သူများအားလုံးကိုစိတ်နှပါကြည်ရှင်ချမ်းမြေပါစေကျမအကြည့်ပါ